အလုပ်မြန်လောကသားရင်ချစ်ရတဲ့ဝင်းမောင်နဲ့ဒေါက်တာဖိုးပွင့်ခိုင်တို့ရဲ့ခမ်းနားတဲ့မင်္ဂလာပွဲပရိသတ်မြန်လောမင်္ဂလာများဆွေဆွန် entertainment channel ကနေပြီးတော့ပြန်လည်ကြိုလိုက်ပါရင်အလုပ်မြန်လောကမှာလူချင်းလူခင်ပေါင်းများရင် အောင်မြင်တဲ့ဇလန်းအတွင်း music video တွေဖန်တီးခဲ့တဲ့ကိုဝင်းမောင်ကိုရှင်မန်းတောင်ချစ်သူဒေါက်တာဖိုးပွင့်ခိုင်နဲ့အော်တိုဘာ25ရက်နေ့မှာပဲလက်မှတ်ရေးထိုးမင်္ဂလာပွဲကျင်းပလိုက်ပါပြီ။ ရန်ကုန်ဒီကောမြို့နယ်ကဂျေဗာနော်ရက်စီတက်မှာကျင်းပခဲ့တာပါဒီမင်္ဂလာပွဲအခမ်းအနားဟာအနုပညာရှင်များရဲ့စူးစီးရပြောပွဲရှင်ပွဲတစ်ခုဖြစ်ခဲ့ပါရင်နိုင်ငံကျော်ထိပ်တန်းအနုပညာရှင်များစွာကမောင်မဲသစ်ဆာနှုတ်ကိုဂုံပြုဆူတောင်းပေးဖို့အတွက်တက်ရောက်လာခဲ့ကြပါတက်ရောက်လာတဲ့အနုပညာရှင်တွေထဲမှာအင်တော်ရှင်စုံနေနေဖြစ်ကြတယ်တရုတ်ဆောင်မြင့်မြတ်တို့ဇနီးမောင်နှံမကြသေးမီကမှလက်ထက်ခဲ့တဲ့ပိုင်ကုန်တို့ဇနီးမောင်နှံထဲရန်တို့ဇနီးမောင်နှံ အမေဆန်နေတော့ဇနီးမောင်နဲ့တော့အပြင်အနုပညာရှင်တွေဖြစ်ကြတဲ့လင်းစာနေဆောင်မြူလင်းကိုကိုတိုင်ရွန်ဖျော်လင်းဝိုင်းစုံမိုးအစရှိတဲ့နမဲကြီးအနုပညာရှင်များပါဝင်ခဲ့ကြပါရင်ဒီတော့နိုင်ငံဆောင်အနုပညာရှင်တွေရဲ့လှိုင်းလဲစွာတက်ရောက်ကုန်ပြီမဟုမောင်မဲတင်းစာနှုတ်အတွက်အမတ်တရမင်္ဂလာပွဲတစ်ခုဖြစ်စေခဲ့ပါရင်မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲရဲ့အစီအစဉ်တွေကိုတော့အခမ်းအနားမှုဆင်အောင်ကကျွမ်းကျင်ပိုင်တိုင်းစွာစီစဉ်ဆောင်ရွက်ခဲ့ပြီးအားလုံးရဲ့စိတ်ဝင်စားစရာစောင့်ကြည့်စရာမင်္ဂလာအသီးသတ်တွေလက်မှတ်ရေးထိုးတဲ့အစီအစဉ်မှာတော့တင်းဥဆောင်မင်းမြတ်တို့ဇနီးမောင်နဲ့ကလက်မှတ်ရေးထိုးပေးခဲ့ကြတာပါ ကိုရှင်မန်းတွေအောင်အင်အောင်ပြသွားတာကိုတငငယ်ချင်းတွေကပျော်ရွှင်စွာစားနောက်နေကြတာကလည်းစိတ်ဝင်စားစရာပါ ဒရိုသားရန်တိုင်ရွန်ရဲ့စကားကိုရှင်မန်းနဲ့ရင်းနှီးတဲ့တိုင်ရွန်ကတော့ဒီပွဲမှာဒရိုသားရန်လုပ်ပေးရမှာပါသူကကိုရှင်မန်းစီစဉ်ကလေးကအနားမှာတိုင်ပင်ပေါ်ရှိခဲ့တာမင်္ဂလာသတင်းဖြစ်လို့ဝမ်းသာပါတယ်ခေါင်းလင်းယူပါတယ်အင်တော်ပြပြီဆိုတော့မိသားစုကိုအချိန်ပေးရတော့မှာပေါ့လူပြောလို့နေလို့မရတော့ဘူးသူကချက်တက်တဲ့သူကပြောခဲ့ပါတယ်ဝမ်းသာတယ်ဒါပါပြေခေါင်းလင်းခေါင်းယူပါတယ်ကိုရှင်မန်းရေလေကလည်းတာရွန်ရဲ့ဘူးစာရင်နဲ့ဖြစ်ခဲ့တဲ့ဖြိုးလင်းတဲ့ဝါဆုံမိုးတို့ကလည်းပြောလုံးလုံးခုလိုပဲပြောခဲ့ပါတယ်လူပြောကြီးစွန်သွားတာပဲမိမမျိုးလိုလိုတော့ထင်ခဲ့တာကျွန်တော်တို့နှစ်ယောက်ကမိတ်ဆက်ပေးပြီးမြားနဲ့မောင်လုပ်ခဲ့တာသူဘလို့လိုက်လဲဆိုတာမသိလိုက်ဘူးအခုတော့ညာဘက်ထွက်ရင်ခေါ်ဖို့ခက်တော့မယ်မ ်မြန်မာတရားရွာသွားပြီလို့ပြောရှင်းသွားပြောဆိုခဲ့ကြပါရယ်။ ဒီနှစ်ယောက်ကိုစပြီးတော့မိတ်ဆက်ပေးလိုက်တာကျွန်တော်တို့နှစ်ယောက်ပါအရင်လူတို့ကြီးတောင်အိမ်တော်နယ်ပွားကိုရောက်လာတာကိုအရင်အိမ်တော်ပြမိသားတငယ်ချင်းတွေကလည်းပျော်ရွှင်ကြိုဆိုခဲ့ကြပါတယ်မိမိတို့ဇနီးမောင်နှံကတာမီမီလေးလည်းအများကြီးရပြီးတော့တာမီသားစုတွေတို့လူနေသွားနိုင်ကြပါသေးလို့ဆုတောင်းပေးပါတယ်ရှင်မိုင်းကအိမ်တော်ပြုတ်တဲ့အရွယ်ကြော်နေပါပြီမကြခင်သူလည်းအိမ်တော်တွေမှာမှာဖြစ်တော့မှာပါလို့ပြောခဲ့ပါတယ်ပိုင်းလို့ဇနီးမောင်နှံကတော့အခုလိုဇနီးမောင်နှံချက်ချင်းမေတ္တာတွေနဲ့ဖေးမအကူညီပြီးနှစ်ပေါင်းရာကြော်တိုင်းရှောင်းလန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်နှစ်ပေါင်းရာကြော်တိုင်းရှောင်းလန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်မိမပြောသလိုပါဒီနေ့ကလည်းပြောမယ်ဆုတောင်း ောင်းပေးပါရင်ထဲရန်တို့ဇနီးမောင်နှံကကျွန်တော်ကတော့အင်တာနက်တွေဘွားကိုရောက်နေပြီဆိုတော့ကြိုဆိုပါရင်ရှူထားလို့အရင် surprise ဖြစ်သွားတယ်လို့ပြောခဲ့ပါရင်လင်းစာနေစောကလည်းလူပြိုကြီးစွန်သွားတာကိုဝမ်းထားပါရင်မိမမယူရောတော့ထင်ထားခဲ့တာလို့ပြောပြခဲ့ပါရင်ပိုင်တော်ကတော့တငယ်ချင်းအင်တာနက်မှာမှတိုးတာကိုအရင်ပြောနေပုံရပါရင်ကိုရှင်မန်းအင်တာနက်ပြုတော့မယ်လို့ပြောတော့ကလာစနေတယ်ထင်တာတခါမှမတွေးဘူးဘူးအင်တာနက်မှာမှတိုးလာတာပြောစရာကြီးပါရင်ကဲကိုဝင်မောင်နဲ့ဒေါက်တာဖိုးပွင့်ခန့်တို့ဇနီးမောင်နှံချစ်ချင်းမေတ္တာတွေနဲ့ထာဝရပျော်ရှင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရနော် ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှာလည်းအနုပညာရှင်တွေရဲ့ update တင်ဆက်ကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချွတ်လိုက်ရပါတယ်ခင်ဗျာ